နားနေချိန်မှာအုံနောက်သွေးပါဗုဒ္ဓတာအိုယောဂသဘောတရားများတွင် စိတ်ကိုရှင်းအောင်ထားစိတ်ကိုရင်းကျက်စွာ တွေးကာဘဝကိုတည်ဆောက်ရန်ဆုံးမလေးရှိပါတယ်။အီမာဆန်တော်ရိုဝက်စမန်တို့၏ စာများကိုဖတ်ရင်လည်းငြင်းငန်းစွာနေထိုင်ခြင်းဖြင့်ဘဝကိုတိဆောက်ပြုပြင်ရန်သဘောတရားတွေကို တွေ့ရပါတယ်။စိတ်တကားကိုဖွင့်နိုင်ရန်ဆိုသည်မှာစိတ်ရှုပ်ထွေးနေခြင်းတွင်မဖြစ်နိုင်ပါ။စိတ်ကိုအနာပေးပြီးအေးဆေးတည်ငြိမ်ငြိမ်းချမ်းမှုကိုရှာနိုင်သော အချိန်တစ်ချိန်အတွင်း၌သာဖြစ်နိုင်ပါတယ်။စိတ်ကိုပြုပြင်တိဆောက်ခြင်းဆိုသည်မှာတကားပိတ်ထားခြင်းကို မဆိုလိုပါ။လွတ်လပ်သွားအောင် ဖွင့်ပေးလိုက်ခြင်းသာဖြစ်သင့်ပါတယ်။ ဇင်ဝါဒတွင်ငြိမ်းချမ်းစွာအနားယူနိုင်သည့်အချိန်လေးတစ်ချိန်ကို ပေးနိုင်ရန်ကြိုးစားလေးရှိပါသည်။ငြိမ်းချမ်းစွာ နားနေနိုင်ချိန်ဆိုသည်မှာကိုယ်ပိုင် အချိန်လေးတစ်ချိန်တွင် စာဖတ်ခြင်း၊အိပ်စက်ခြင်း၊တရားထိုင်ခြင်း၊တခြင်းနာထောင်ခြင်း၊ပကြီးဆွဲခြင်း၊ရှုခင်းကြည့်ခြင်းမိမိနှစ်သက်ရာတစ်ခုခုကို လုံနိုင်ရန်အချိန်လေးတစ်ချိန်ကို ဆိုလိုခြင်းဖြစ်ပါသည်။လူဘဝဆိုသည်မှာ နေ့စဉ်သွားလာလှုပ်ရှားနေရမှုများဖြင့်စိတ်မောလူမောဘဝဝဲဩဒတဲ့တွင်နစ်မြုပ်နေရခြင်းဖြစ်ပါတယ်မြုပ်မသွားစေရန်ကူးခတ်နေရသောကြောင့်ပင်ပန်းလှပါတယ်ကူးခတ်ရင်မမြုပ်သူတွေကပျော်ကြတယ်မြုပ်သွားတဲ့သူတွေကစိတ်ပြတ်နေကြတယ်ဘာမှမလုပ်တဲ့ငပြင်းတွေပဲပြင်းနိုင်ဖို့အရေးအလကားမနေနိုင်တော့ဒီကို တွေ့လာကြတယ်စိုးရိမ်တော့ကတွေကြတယ်လူသားတို့ပင်ပန်းက ကျမ်းမာရေးတွေပါ ပြည့်ရွှင်းလာကြတယ်။ထို့ပြည့်ရွှင်းလာမှုများကို ကုစားရန်လိုအပ်ပါရဲ့။စိတ်ကိုငြိမ်းချမ်းခြင်းဖြင့်လည်းကုသနိုင်ပါရဲ့။စိတ်ကိုအနာပေးမယ်၊တွေးမယ်၊ရှေးဆက်ပြီးဘာလုပ်ရမည်နည်းဟု တွေးတောနိုင်အောင်စူးစမ်းခြင်းကလည်းမိမိအုံနောက်ကို တွေးနေခြင်းဖြစ်ပါရဲ့။အုံနောက်ကို တွေးနိုင်ရန်အတွက်တိတ်ဆိတ်ခြင်း၊ငြိမ်းချမ်းခြင်း၊ဆုံးဖြတ်နိုင်ခြင်းအချိန်တစ်ချိန်လိုအပ်ပါရဲ့။ အေးအေးဆေးဆေးဘဝတစ်ခုကို ပြန်မွေးပြီးအသင့်ပြန်ထားနိုင်အောင်စူးစမ်းစီလိုပါတယ်ရေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီပေါ့ကတ်ကို AC Original ရဲ့ Facebook, YouTube, Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်စားဆက်ရာတတဝဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍နှစ်သက်ကြီးသား ိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသည်ဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။